ကုသကံရဲ့တဘာဝဘာလို့ဆိုရင်သူ့တဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်ထုတ်လို့တယ်ဆိုပါစို့လူတွေတန်းနေပိတ်ကန်းနေစွန့်ကြဲနေဆိုရင်ဒါနကုသရဲ့ reaction ပါတော့တုတ်ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရသွားပြီစိတ်ချမ်းသာမှုတွေရတယ်ပြပစ္စည်းရသွားပြီအတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝန်ပန်းတတဖြစ်တယ် ဲ့ဒီဝမ်ပန္တတာဖြစ်တဲ့ဒုက္ခမျိုးလူတန်းတဲ့လူစီပြန်ရောက်လာတယ်။ဒါတဘာဝရဲ့တုတ်ပြန်မှုလို့ခေါ်တယ်။ကိုလှုပ်တာအတိပင်နဲ့ကိုစီပြန်ရောက်တယ်။မကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်လေကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်။အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်။အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုစီပြန်ရောက်လာတယ်။ဒါကံကြမ္မာရဲ့သဘော။သီလစောက်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားဟာ စဉ်းစားကြည့်ပြီသူများတက်မတက်ဘူးဆိုရင်ကိုယ်တက်တမ်းမဲ့လို့မရှိဘူးသူများဥစ္စာမခိုးဘူးဆိုရင်ကိုယ်ဥစ္စာခိုးမဲ့လို့မရှိဘူးဒီအကျိုးလေးတွေကကိုလှုပ်တဲ့ပုံစံလေးအတိုင်းကိုယ်စီပြန်ရောက်လာအဲ့ဒီဟာတွေကအရေးမပါဘူးလားဆိုအရေးပါတာပဲကြားလဲဘဝရလာလို့ဆိုရင်ရှိပါဥစ္စာရှိအသက်ရှိတယ်ချမ်းသာတယ်ပစ္စည်းဥစ္စာခိုင်မြဲတယ်လူချစ်လူခင်ပေါ်တယ်ကိုယ်ကမတရားဆွဆွဲခါရတာမရှိဘူးအတိညာရှိတယ်ဆိုတော့ ဒါသီလရဲ့အကျိုးတွေဟာဒီလိုပြန်လာတာတုံ့ပြန်မှုတွေ